ဒီမျိုးကောင်းသားတယောက်ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့သူ့မှာဒီအရေးချင်း၅မျိုးဒီတရား၅မျိုး ਨੇ ပြည့်စုံမှုလိုအပ်တယ်တဲ့၅မျိုးอ่ะပါလဲလို့ဆိုရင်သူကမိဘတွေစီကမေတ္တာရဖို့လိုအပ်တယ်ဒါနံပါတ်၁မိဘရဲ့မေတ္တာခံယူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရအဲ့တော့မိဘတွေရဲ့မေတ္တာခံယူတယ်ဆိုတာမိဘတွေကိုယူသေးတယ်လေးစားတယ်ထောက်ပံ့တယ်ကူညီတယ်ဟောပြုစုတယ်လှုပ်ချွေးတယ်ဒါမိဘမေတ္တာရတယ်လို့ခေါ် အဲ့ဒါလို့မလုပ်ဘူးမိဘကိုထော်လောကန်းလာလောက်နေလို့ရှင်မိဘမေတ္တာမရဘူးမိဘကသာသမီဘလောက်ချစ်ချစ်ချစ်တယ်ဆိုပေမဲ့မိဘကိုထော်လောကန်းလာလောက်နေတဲ့ပုဂ္ဂိုလ်ဟာမိဘရဲ့မေတ္တာမရဘူးဆုံးရှုံးတယ်ပေါ့အဲ့ဒါကြောင့်မို့မိဘစီကလည်းမေတ္တာရတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့မိဘစီကမေတ္တာရသွားရင်မိဘကအေးသက်ရှိပါစေကျမ်းမာပါစေဘုံကြီးပါစေနဲ့စုပေးကြတယ်မဟုတ်လား ်ဟဲ့အဲ့ဒီပုဂ္ဂိုလ်ဟာအာလုံးရဲ့မေတ္တာရတယ်လို့မိဘရဲ့မေတ္တာရလို့ရှင်တယ်အသက်ရှိတယ်ပုံကြီးတယ်အစစရရအောင်မြင်တယ်လို့သူပြောနောက်တစ်ခုကတော့ဘုသူ့ရဲ့မေတ္တာရရမှာတော့ဆိုရင်အိမ်အောင်ရှိလို့ရှင်သာသမီတွေသာမယာကိုယ့်အိမ်မှာအလုံးလုံးတဲ့ပုဂ္ဂိုလ်တွေအာလုံးရဲ့မေတ္တာကိုရအောင်လုပ်ပါအဲ့လိုမေတ္တာရပြီဆိုအားလုံးကနေပြီးတော့ကြီးညိုတယ်လေးစားတယ်မေတ္တာရှိကြတယ် သက်ရှိပါလေဝိုင်းစုတောင်းပေးကြနမနမ3ကြတော့ဘာတော့ဆိုလို့ရှိအိနာနေခြင်းအလောက်ခွင်အနီနာခြင်းကိုတိုင်းတိုင်းပြည်ဆိုလို့ရှိရင်တိုင်းပြည်နေနာခြင်းပေါ့အဲ့ဒီပုံကိုယ်ရဲ့မေတ္တာရလို့ဒီလိုဆိုနေပါပေါ့နော်အရင်တည်းမှဆိုရင် နေပါပေါ့ကိုအိနာနေခြင်းနေရင်မေတ္တာ အဲ့ဒီအိမ်သားနေချင်းတွေရဲ့မေတ္တာကိုလည်းရှာအောင်ယူရမယ်တဲ့နောက်တစ်ခုကဘာလို့ဆိုမမြင်ရပေမဲ့တို့လောကမှာကိုယ်နဲ့ပတ်သက်နေတဲ့နတ်တွေကိုယ်နဲ့အနီးအနားမှာရှိတယ်ဆိုတဲ့နတ်တွေရှိတတ်တယ်အဲ့ဒါလို့နတ်တွေကိုစီကမေတ္တာရအောင်ယူပါတဲ့ဘလို့နည်းနဲ့မေတ္တာရနိုင်လို့ဆိုကုသိုလ်ကောင်းမှုလုပ်တဲ့အမြတ်တမ်းပေးဝေးတယ်ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှင်သူတော်ကောင်းတွေ တမနာပြမနာကိလေသာတွေငြိမ်အောင်ကျင့်နေတဲ့သူတော်စင်တွေကိုပူဇော်တာလှူတာတန်းတာလှုပ်လို့ရှိရင်သူတော်စင်တွေရဲ့မေတ္တာကိုရတယ်အဲ့ဒါလို့မေတ္တာရတဲ့ခေါင်းဆောင်အမျိုးတွေကခေါင်းဆောင်ပဲဖြစ်ဖြစ်ရွာရဲ့ခေါင်းဆောင်ပဲဖြစ်ဖြစ်ဒေသရဲ့ခေါင်းဆောင်ပဲဖြစ်ဖြစ်မြည်သည့်ခေါင်းဆောင်ပဲဖြစ်ဖြစ်တဲ့အဲ့ဒီဒီ၅မျိုးစီကမေတ္တာရတဲ့ပုဂ္ဂိုလ်ဟာ ကြီးပွားတုတ်တဲ့အဲမြတ်စွာဘုရားကဘလို့ဟောထားတော့ဆိုဘုံတိယေဝပါတိခင်ခာနောပရိဟာနိဟောရိယေဝကြီးပွားတုတ်တမှုကိုဒါလဲပါတိခင်ခာမျောလင်းရမယ်တဲ့နောပရိဟာနိဘယ်တော့မှအဲ့ဒီပုဂ္ဂိုလ်မဆောက်ရဘူးလို့ဆိုတယ်ဒီပုဂ္ဂိုလ်ဟာလောကမှာကြီးပွားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့လေဆွေကုမာရကတော့အင်္ဂုတ္တရနေကင် ်္ဂုတ္တရနိကေဘုတ်ဖိုင်လို့ခေါ်တာပိစကနိဗ္ဗာအကြောင်းအရာ၅မျိုးတွေ၅မျိုးတွေကို စုထားတဲ့အခန်းမှာဒီတုတ်တံနေရှိလေးရဲ့